စရိုင်းငနင်ကြီးလှုပ်ခတ်မှုကြောင့်လူဦးရေ၄000ကျော်သေဆုံးခဲ့ပြီးနလင်တန်သင့်ဒေသ၅ခုအနက်စကိုင်းနဲ့မန္တလေးတို့အမေရိကန်ဒေါ်လာတသိန်းနှစ်ဆောင်ကျော်သုံးပြုထားတယ်လို့အမျိုးသားညီညွတ်ရေးဆိုရ NUG ထံကသိရပါဗျ။ NUG အနေနဲ့ငလင်းဘေးအေးပေါ်တုံ့ပြန်နိုင်ရေးအတွက်ရမုံငွေအမေရိကန်ဒေါ်လာ10မီလီယံရထားပြီးအဲ့လိုအသုံးပြုခဲ့တယ်လို့ဧပြီလ12ရက်ကပြုလုပ်တဲ့ နလင်းနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာဝင်းကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါရယ်အဲ့ဒီရဲကစကိုင်းနဲ့မန္တလေးကနလင်းဘေးသင့်ဒေသတွေအတွက်အမေရိကန်ဒေါ်လာတသိန်းနေတောင်းကျော်တသိန်းနေတောင်း3160တဒသမ9နဲ့ညီမျှတဲ့ကျပ်ငွေ6တဒသမ3တန်းကျော်634တန်း5သိန်း6တောင်းကိုကန္နာ၌အသုံးပြုထားတယ်လို့၎င်းကမီဒီယာတွေကိုပြောပါရတယ်။ ဒါအပြင် NUG ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာန MOHDM အနေနဲ့လည်းအမေရိကန်ဒေါ်လာ6သိန်း6တောင်း1283နဲ့ငင်းမြတဲ့ကျပ်ငွေနေတသမ9ဘီလီယံ2932တန်းသိန်း36810ကိုအနှုန်းဝေရရှိခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာငလင်းထန်တဲ့ဒေတာ၅ခုဖြစ်တဲ့ နေပြီးတော့မန္တလေးစကိုင်းပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာအမေရိကန်ဒေါ်လာ၄သိန်း၃,၈၄၉၅နဲ့ညီမျှတဲ့ကျပ်ငွေ1943တန်း6သိန်း2,000 9,000ကိုတက်မှန်သုံးစွဲထားတယ်လို့ MOHDN ထံကသိရပါဗျ။ရေးတက်ရရှိရေးသူကျက်စီးသွားတဲ့အရေးပေါ်ကုန်ထုတ်လန်းတွေကြေးရွာချင်းဆက်လန်းတွေစသဖြင့်ဒါမျိုးတွေအမြန်ဆုံးကျွန်တော်တို့ပြန်လည်ကူညီရဖို့ရှိတယ်လို့ MOH ထံဝင်ကြီးထောက်တာဝင်းမြတ်အေက ARE Times ရဲ့မေးမြန်းမှုကိုပြန်လည်ဖေကြားပါရယ်။အဲဒီဒေတာတွေကမြို့နယ်ပေါင်း42မြို့နယ်မှာအိမ်အောင်စုပေါင်း6236စုကိုကူညီပေးထားခြင်းဖြစ်ပြီးလက်ကျန်ငွေကျပ်3.98ဘီလီယံ9,895သိန်း9,810ကိုရရှိလာတဲ့စင်းစရာတွေပေါ်မူတည်ပြီးဆက်လက်ကူညီပံ့ပိုးပေးသွားမယ်လို့သိရပါရယ်။ ဒေတာလိုက်ကူညီမှုအနေနဲ့မန္တလေးတိုင်းမှာဆက်ရှင်မြို့နယ်အိနှောင်စု4185စုပဲခူးတိုင်းမှာ9မြို့နယ်အိနှောင်စု100စုသခိုင်းတိုင်းမှာ10မြို့နယ်အိနှောင်စု198စုနေပြည်တော်မှာ6မြို့နယ်အိနှောင်စု950စုနဲ့ရှမ်းတောင်မှာ2မြို့နယ်အိနှောင်စု924စုလို့ရှိတယ်လို့သိရပါတယ် ဒါအပြင်ငနေတန်တဲ့ဒေတာတွေကအရက်ဖက်ဖွဲ့စည်းတွေလူပုဂ္ဂိုလ်တွေနဲ့လည်းချိတ်ဆက်တွဲဖက်ပြီးလူဝဲတာတွေပံ့ပိုးပြီးကုနီနိုင်ရေးဆောင်ရွက်နေတယ်လို့ MOHDM ဒူဝင်ဂျီဒေါက်တာငိုင်းတန်မောင်းက ARD Times ရဲ့မေးမြန်းမှုကိုဖြည့်ဆွက်ပြကြားပါရယ် NUG လူသားချင်းစာနာထောက်ထားရေးနဲ့ VN ဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာန MOHDM ရဲ့ April 17ရက်နေ့အစည်းအဝေးအရ မလင်းကြောင့်တင်ဆုံးသူ4130ဖွင့်နှုတ်ထိခိုက်ဒဏ်ရာရရှိသူ3910ဦးနဲ့ပျောက်ဆုံးသူ352ဦးရှိတယ်လို့သိရပါတယ်။အလားတူစာတင်ကြောင်း428ကြောင်းအင်ဂျေ3200လုံးဘာသာရေးဆောင်4025ခုလမ်းဆက်ဖွင့်နှုတ်လမ်းတရား53ဆင်းနဲ့အခြားထိခိုက်မှု1930ခုရှိက မန္တလေးတိုင်းဟာထိခိုက်ဆုံးရှုံးမှုအများဆုံးဖြစ်နေတယ်လို့သိရပါတယ်။